အားလုံးပဲမင်္ဂလာပါ။နောလိဆုံ channel ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီနေ့တင်ဆက်ပေးခြင်းနဲ့အကြောင်းအရာလေးကတော့ဘိုးဘူးအောင်ရဲ့အကြောင်းပဲဖြစ်ပါလေ။အကြောင်းလေးမစတင်ခင်မှာကျွန်တော်တို့ channel ကို subscribe လုပ်ရတဲ့ရင်လှုပ်သွားပြီးအသစ်တင်တိုင်းသိရှိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့မြတ်တရားခန့်ချင်ပါလေ။ဟုတ်ကဲ့အကြောင်းအရာလေးကိုစတင်လိုက်ရအောင်။ကျွန်တော်တို့ဘိုးဘူးတက်၍ဘိုးဘူးအောင်လို့ခေါ်ခဲ့ကြပါလေ။ငယ်နာမည်ကမောင်အောင်ဖြစ်ပါလေ။လွန်ခဲ့တဲ့နှစ်200ကျော်မြန်မာတက္ကသိုလ်1105ခုနဲ့ ့ဒေါ်လာဆန်9ရက်နေ့တနင်္ဂနွေနေ့လက်ပံရှိရွာမှာအဖဦးမြတ်ညိုဆန်အမိမန်ငင်းရာတို့ကနေမွေးဖွားခဲ့ပါတယ်အမိကမောင်အောင်ဟုခေါ်တွင်ခဲ့ပါတယ်ပညာသင်ကြားဖို့အရွယ်ရောက်လာတဲ့အခါမှာတော့မိဘများကတောင်တွင်းကြီးမြို့ကျင်းနီဖုန်ကြီးကျောင်းကို ပို့ပြီးတော့ပညာသင်ကြားစေပါတယ်မောင်အောင်ကစူးစမ်းပြီးတော့စတော်ပါတယ်အဲ့လိုပညာသင်ကြားနေစဉ်မှာမောင်အောင် မောင်ဝိုင်းနဲ့မောင်မျက်ကြည်တို့သည်အလွန်ချစ်ခင်တဲ့တငယ်ချင်းများဖြစ်ခဲ့ကြပါတယ် တငယ်ချင်း၃ယောက်တယောက်ကောင်းစားရင်တယောက်မားစားကြီးဟူပြီးတော့ဂရီးသစ္စာများလည်းထားခဲ့ကြပါတယ်တနေ့သောအခါမှာတော့ကျောင်းနိုင်ဘုန်းကြီးကအိမ်မက်တစ်ခုကိုမက်မြင်ပါတယ်အိမ်မက်ထဲမှာဝတ်ဖြူစင်ကြယ်တဲ့ပုံကူတူကကျောင်းအနောက်တောင်ဘက်မှာရှိတဲ့ရေကန်ကိုအိမ်မက်ထဲမှာခေါ်ဆောင်၍ရေကန်ရဲ့ထောင်းကိုလက်ညှိုးညွှန်ပြခဲ့ပါတယ်ဝတ်ဖြူစင်ကြယ်တဲ့ပုံကူကပျောက်ကွယ်သွားပါတယ်ဒါပေမဲ့ဘယ်အရာကိုညွှန်ပြခဲ့မှန်းမသိပါဘူးအိမ်မက်ကနေလန်နိုးလာပါတယ်အဲ့ဒီအိမ်မက်ကိုအမှုမဲ့အမှတ်မဲ့ပဲထားလိုက်ပါတယ်တနေ့ရောက်တော့ ဆရာတော်ကအဲ့ဒီအိမ်မက်ကိုအမှတ်ရပြီးတွားရောက်ရှာဖွေခဲ့ပါလေအဲ့ဒီအချိန်မှာမောင်အောင်ကပြေးရင်လွှာရင်စော့ကစားရင်းနဲ့ဆရာတော်ရဲ့အနီးပါးကိုရောက်လာပြီးတော့အရှင်ဖေကဘာရှာနေရလဲဖေရလို့ရှောက်တင်မေးမြန်းပါလေဆရာတော်ကိုယ်တိုင်ကလည်းဘာရှာမှမသိအိမ်မက်အရသာရှာဖွေကြည့်နေခြင်းဖြစ်ပါလေအဲ့ဒါကြောင့်ဘာမှမဟုတ်ပါဘူးကွာလို့ပဲဖြေခဲ့ပါလေမောင်အောင်ကလည်းဆရာတော်မြည်သည့်အရာကိုရှာဖွေနေမှန်းမသိရနဲ့ပင်ကိုရှာပေးနေမိပါလေအဲ့ဒီအချိန်မှာမောင်အောင်ရဲ့ခြေထောက်အောက်ကနေကျင်းနီပရပိုက်တစ်ခုကိုတွေ့ရှိခဲ့ပါတယ် မောင်အောင်ကကျင်းနီပရပိုက်ကိုဆရာတော်ထံပေးခဲ့ပါတယ်။အဲ့ဒီအချိန်ကလေးကပရပိုက်ကမောင်အောင်ထံမှာရောက်ချင်နေသလားတော့မသိပါဘူး။ကျောင်းတိုင်းဆရာတော်ကအဲ့ဒီပရပိုက်တိုင်းကြင့်ကြံပါတယ်။ဒါပေမဲ့ပရပိုက်အတွင်းမှာပါတဲ့စာများအလုံးကိုအကုန်မသိနားမလည်နိုင်ပဲဖြစ်နေပါတယ်။ဒါကြောင့်မသိနားမလည်တဲ့စာတွေကိုကျောင်းမှာရှိတဲ့တခြားဦးစင်းများကိုမေးမြန်းပါတယ်။ဦးစင်းများကလည်းဆရာတော်ကြီးထံမှာပရပိုက်ရှိနေသည်ကိုသိပါတယ်။ဒါပေမဲ့မမေးရကြပါဘူး။ဆရာတော်ကြီးတည်လေတက်တော်ဘွားတော်ရပြည်လုံးတော်မူခဲ့ပါတယ်။ ကျောင်းနိုင်ဆရာတော်ကြီးပြန်လည်တော်မူတဲ့အခါမှာတော့ဆရာတော်ရဲ့ပစ္စည်းများကိုအမွေခွဲယူကြပါတယ်။အဲ့လိုပစ္စည်းများခွဲဝေယူနေကြစင်မှာမောင်အောင်ကပြေးလွှားစော်ကစားနေရကနေကျောင်းပေါ်ကိုရောက်ရှိလာတဲ့အခါမှာတော့ဦးစင်းများကမောင်အောင်မင်းလည်းအမွေရစင်တာပေါ့ကွာလို့ဆိုပြီးတော့ဆရာတော်ရဲ့အမွေအဖြစ်ခေါင်းအုံဟောင်းကြီးတစ်ခုကိုပြစ်ပေးလိုက်ပါတယ်။မောင်အောင်ကစာရည်တဲ့အခါမှာအဲ့ဒီခေါင်းအုံပေါ်မှာလက်ထောက်ရည်တစ်မျိုးလက်တင်ရည်တစ်ဖုံရေးပါတယ်။ရေးပြန်များလာတဲ့အခါမှာတော့ ခေါင်းအုံးထောက်ထားသောလက်ကနာလာတဲ့အတွက်အထဲမှာမာကြောတဲ့အရာတစ်ခုကိုသတိပြုမိပါတယ်။ဒါကြောင့်ရှာဖွေကြည့်မိပါတယ်။ကျင်းဒီပရဘိုက်ကြီးကိုတွေးရှိခဲ့ရပါတယ်။အဲ့ဒီအချိန်တွေကမောင်အောင်ပရဘိုက်တစ်ခုကိုစရခြင်းဖြစ်ပါတယ်။မောင်အောင်တယောက်ဝမ်းသာသွားပါတယ်။အဲ့ဒီပရဘိုက်တိုင်းမောင်အောင်တယောက်လိုက်လံကျင့်ကြံပါတယ်။မောင်အောင်ကပရဘိုက်မှာပါရှိတဲ့အတိုင်းလိုက်လံကျင့်ကြံ၍မတိတိများကိုဦးစင်းများကိုမေးမြန်းပါတယ်။အဲ့ဒီခါဦးစင်းများကမောင်အောင်ထံမှာပရဘိုက်ရှိနေသည်ကိုရိပ်မိတဲ့အတွက် မောင်အောင်မင်းစီမှာပရဘိုက်ရှိနေလားဆိုပြီးတော့မေးပါတယ်မောင်အောင်ကလည်းပရဘိုက်ရှိကြောင်းဝန်ခံပါတယ်ဦးစင်းကမောင်အောင်ထံကနေပရဘိုက်ကိုချော့မော့ပြီးတောင်းပါတယ်မောင်အောင်ကပရဘိုက်ကိုမပေးနိုင်သေးကြောင်းနောက်တစ်ချိန်မှသာပေးနိုင်ပြီဖြစ်ကြောင်းခရီးစကားဆိုပါတယ်မောင်အောင်ရက်တံကြာကြည့်ညံပြီးတဲ့အခါမှာတော့နန်းခွာလှူရှားမှုကိုစမ်းသပ်ပါတယ်မောင်အောင်တယောက်အစွမ်းတသိများရနေပြီဖြစ်ပါတယ်ဦးစင်းများဖျားဘူးထွက်မြီဆိုသည်ကိုမောင်အောင်လိုက်ချင်ပါတယ်ဒါပေမဲ့မောင်အောင်မလိုက်ရပါဘူး ចောင်းဆောင်နဲ့ចောင်းဝေရဝေဆပြုလို့ရန်နေခဲ့ရမှာဖြစ်ပါတယ်။အဲဒါကြောင့်မောင်အောင်ကပုံသူကိုဘွားပြုလို့ပြီးတော့ဦးစင်းတို့နောက်ကနေတိတ်တဆိတ်လိုက်သွားပါတယ်။မောင်အောင်ကိုဘွားလိုက်သွားတာကိုဦးစင်းများကမသိပါဘူး။ဦးစင်းများမိသည့်ဖျားဖူးခဲ့သည်ကိုမှတ်သားစေပါတယ်။ဦးစင်းနေပြန်ကြွလာတဲ့အခါမှာတော့မောင်အောင်ကိုဘွားကလည်းចောင်းကိုပြန်ရောက်နှင့်နေပြီဖြစ်ပါတယ်။မောင်အောင်ကဦးစင်းများပြန်ရောက်လာတဲ့အခါမှာတော့ဦးစင်းများမိသည့်နေရာကိုရောက်ခဲ့သည်ကိုအထီးကျပြောပြတဲ့အခါမှာတော့ဦးစင်းများကအံ့ဩနေပါတယ်။မောင်အောင်လိုက်လာသည်ဟုပင်ထင်နေရပါတယ်။ ဒါပေမဲ့ဝေယာဝတ်စာများလည်းပြုလုပ်ပြီးနေပါပြီ။ဥစဉ်များမြည်လို့မြည်ပုံထင်ရမည်မသိတော့ပါဘူး။ဒီလိုနဲ့မောင်အောင်ကမိမိမွေးရမည်လက်ပံရှိရွာကိုပြန်လည်ရောက်ရှိလာပါလေ။ပြန်ရောက်လာတဲ့အခါမှာတော့မိမိရဲ့အစွမ်းတက်သည့်များကိုထပ်မံဆန်းသက်ပြန်ပါလေ။တပိတ်ကွဲတစ်လုံးကိုယူပြီးတော့အင်းခွက်များချကမိမိအိမ်ဝိုင်းတွင်မြုံနှံထားပါလေ။များမကြမီရဲ့အတွင်းမောင်အောင်ရဲ့မိခင်မှာကျမ်းမာရေးကောင်းလျက်ပင်မျက်ဖြူဆိုင်ပြီးတက်သွားပါလေ။အိမ်နီးနားချင်းများကလည်းဝိုင်းအောင်လာကြပါလေ။မောင်အောင်ကမိမိကြောင့်ဆိုတာသိပါလေ။ ။ဒါကြောင့်အဲ့ဒီတပိဆာကိုဖယ်ရှားလိုက်ရာမိခင်မှာအကောင့်ပကတိပြန်ဖြစ်လာပါတော့တယ်။အဲ့ဒီအရာကတော့မောင်အောင်အစွမ်းများကိုစမ်းတက်နေခြင်းဖြစ်ပါတယ်။မောင်အောင်ကမိမိရွာရောက်ခိုက်မှာအိမ်မာလကားမနေပဲနွားများကိုကူကြောင်းပေးပါတယ်။ဒီနေ့မောင်အောင်ကတငယ်ချင်းများနဲ့နွားကြောင်းနေကြတူတူပုံနိုင်ကစားကြပါတယ်။မောင်အောင်ပုံတဲ့အလှည့်ကိုရောက်တဲ့အခါမှာတော့မောင်အောင်ကညောင်ပင်ပေါ်ကိုတက်ပြီးပုံပါတယ်။မောင်အောင်ညောင်ပင်ပေါ်မှာပုံနေတာကိုတငယ်ချင်းများကသိပါတယ်။တီလျက်နဲ့ပင်စနောက်ပြီးတော့ ညောင်ပင်အောက်ခြေကိုစူးခိုင်းများဝိုင်းအောင်ခဲ့ပြီးအိမ်ပြန်ခဲ့ကြပါတယ်။တငယ်ချင်းများအိမ်ပြန်မရောက်ခင်မှာမောင်အောင်ကရှေ့ကနေကြိုရောက်နေတဲ့ခါမှာတော့အံ့ဩမိကြပါတယ်။နောက်တစ်ဖက်မောင်အောင်ကမိမိရဲ့အဆွမ်းကိုစမ်းသပ်တာပါ။တငယ်ချင်းများနဲ့အလောင်းစားပြုလုပ်ပြီးကြက်တကောင်ကိုဖမ်းကာတတ်ခိုင်းပါတယ်။တငယ်ချင်းများကအဲ့ဒီကြက်ကိုလဲလင်ရွေးတတ်ပါတယ်။ကင်ပေါက်ယူလဲတတ်ပါတယ်။မရကြက်ကမသေးပါဘူး။လူသာမောပါတယ်။အဲ့ဒီအကြောင်းရွာထဲမှာပြန့်နှံ့သွားပါတယ်။မောင်အောင်ကထပ်မံစမ်းသပ်ပြန်ပါတယ်။ မိမိရွာရဲ့အနောက်တောင်ဘက်မှာရှိတဲ့လက်ပံမင်းကြီးဘော်ကနေပြားကြီးအုံကြီးကိုဖွင့်နိုင်သည်ဟုဆိုကာတငယ်ချင်းများနဲ့အလောင်းစားပြုတ်လို့ပြန်ပါတယ်။အဲ့ဒီလက်ပံမင်းကြီးကတခြားလက်ပံမင်းကြီးများနဲ့မတူရွှေရောင်အစင်းရှိပါတယ်။အဲ့ဒါကြောင့်ရွာကိုလက်ပံရွှေရွာလို့ခေါ်ကြတာဖြစ်ပါတယ်။တဖြည်းဖြည်းနဲ့အဲ့ဒီလက်ပံမင်းကြီးလည်းမရှိတဲ့နဲ့လက်ပံရွှေကနေလက်ပံရှည်ဆိုပြီးဖြစ်လာရခြင်းဖြစ်ပါတယ်။ယခုသိရှိစေရန်ရွာမီကိုလက်ပံရှည်ဟုသာပြောဆိုနေပါတယ်။ရှည်ခေါ်ကလက်ပံရွှေဖြစ်ပါတယ်။ မောင်အောင်ကလက်ပံပင်ပေါ်ကိုတက်သွားပါတယ်အထက်ကိုရောက်တဲ့အခါမှာတော့တစ်ကိုင်းချော်ပြီးပြုတ်ကြပါတယ်မောင်အောင်တက်မရှူတော့ပါဘူးတငယ်ချင်းများအားလုံးဘာလှုပ်လို့ဘာခံရမှမသိတော့နေရမျိုးမျိုးနဲ့နှိုးကြပါတယ်ဘလို့မှနှိုးလို့မရပါဘူးမောင်အောင်တငယ်ချင်းများခေါ်တဲ့ကိုမောင်အောင်မကြားရတော့မောင်အောင်ဘဝပြောင်းပြီးတေဆုံးသွားလိမ့်ပြီအားလုံးကဝမ်းနေချင်းကလွယ်ပြီးဘာမှလုပ်မရတော့ရွာထဲကိုပြန်ပြီးတော့လူကြီးများကိုခေါ်ရန်သာရှိပါတော့တယ်လူကြီးများကိုခေါ်ရန်ပြန်လာခဲ့ကြပါတယ်ဒီလိုနဲ့ရွာထိပ်ကိုရောက်တဲ့အခါမှာအားလုံးလမ်းပြတ်ကုန်ပါတယ် မောင်းအောင်မောင်းအောင်တရေဖြစ်သွားပြီပြေးပြေးထွက်ပြေးသောသူများပြေး၍ပင်တက်ငေးမောမပြေးနိုင်မဲကြံခဲ့သူများလည်းရှိပါတယ်ဟိတ်ကောင်လေးမောင်းအောင်ရဲ့အတန်ဖြစ်ပါတယ်ကြံနေတဲ့တငယ်ချင်းများကပြောကြပါတယ်မောင်းအောင်ရောက်လျာရက်ကနေတာရုခေါ်ပါငါတို့အမျှပေးဝေပါတယ်တငယ်ချင်းတို့ဝေးမနေနဲ့ငါတကယ်မသိပါဘူးမင်းတို့ကိုဝမ်းနေအောင်ပြုလုပ်မိတဲ့အတွက်ငါ့ကိုခွင့်လွှတ်ပါမောင်းအောင်ကလည်းတငယ်ချင်းများကိုတောင်းပန်ပါတယ်မိမိမသိရောက်ကိုလည်းရှင်းပြပါတယ်အဲ့ဒီတဲ့င်းကရွာထဲတင်တာမကရွာနီးချုပ်ဆက်ထီအောင်ပြန့်နှံ့သွားပါတော့တယ် မောင်အောင်ကမိမိရဲ့အစွမ်းများကိုနောက်တနည်းထပ်ပြီးတော့စမ်းသပ်ပြန်ပါတယ်။ယခုတခါတော့တငယ်ချင်းများကိုဝမ်းနဲ့အောင်မလုပ်တော့ပါဘူး။ကုသိုလ်ရမယ့်အလုပ်ငန်းနဲ့မိမိရဲ့အစွမ်းကိုတည်ရမယ့်လုပ်ငန်းကိုစဉ်းစားပါတယ်။ဒီလိုနဲ့မောင်အောင်ကခွေးများကိုထမင်းကျွေးနိုင်ရန်စီစဉ်ခဲ့ပါတယ်။ဆောင်ရွက်ပြီးတဲ့အခါမှာတော့ဖျားကြီးများကိုချ၍ဖျားများပေါ်မှာထမင်းများကိုလိုက်ပုံပါတယ်။ပြီးတော့စေးချိန်လုံးကိုကင်ပြီးတော့ခွေးများကိုခေါ်လိုက်ပါတယ်။ယောနီချုပ်ဆက်ကခွေးတွေအကုန်လုံးလာကြပါတယ်။ခွေးပွဲတော်ကြီးကဲတော့စီကားလာပါတယ်။ ထူးခြားတာကခွေများအားလုံးကတကောင်နဲ့တကောင်ရဲမှမှုအစာများကိုတဲ့ရှုစွာစားကြပါတယ်။အဲ့ဒီချင်းရကိုရွာတွေကလူများကဝိုင်းအောင်ကြည့်နေကြပါတယ်။အံဩကြပြီးတော့မောင်အောင်ကိုလည်းချီးမွမ်းကြပါတယ်။ဒီလိုနဲ့မောင်အောင်ကနေရမျိုးမျိုးနဲ့သူ့ရဲ့အစွမ်းကိုစမ်းသပ်ပါတယ်။အစွမ်းတက်သည့်များလည်းများပြားလာပါပြီ။မောင်အောင်ကလည်းကိုအောင်ကိုအောင်ကနေတဆင့်ဦးအောင်ရွယ်ကိုရောက်လာပါပြီ။ဂုံတရင်များကလည်းအနီးနားရှိရွာများသာမကတော့ဘဲနဲ့ဘရင်ရဲ့ချွေနှန်းတော်ထိတဲ့အောင်ပြန့်နှံ့သွားပါတယ်။ အဲ့ဒီချိန်မှာနန်းတက်နေတဲ့ဘရင်ကသူ့ရဲ့တငယ်ချင်းဖြစ်ခဲ့တဲ့မောင်ဝိုင်းအခုဘိုးတော်ဦးဝိုင်းခေါ်ဘရင်ဦးဝိုင်းဖြစ်နေပါပြီမူးမတ်များကမောင်အောင်ရဲ့အစွမ်းကိုဘရင်ဦးဝိုင်းကိုရှောက်တင်ကြပါတယ်မောင်အောင်ကအစွမ်းတသိရှိတဲ့သူဖြစ်တာကြောင့်နောက်တစ်ချိန်မှာတိုင်းပြည်ကိုလူယူနိုင်ကြောင်းအရှင်အတွက်အန်ဒီရရှိကြောင်းကိုပါရှောက်တင်ပါတယ်ဘရင်ဦးဝိုင်းကမူးမတ်များရဲ့စကားကိုယုံပါတယ်ငယ်စဉ်ကတငယ်ချင်းဖြစ်ခဲ့သူကိုပဲမထောက်ဦးအောင်အားအစွမ်းတသိများမပြုလို့ရန်အမိန့်ထုတ်ပါတယ်အမိန့်ကိုမြို့ဝင်မင်းကနေတဲ့ဆင့်ဦးအောင်ကိုခေါ်ပြီးတော့ပေးပါတယ် နောက်နောက်မပြုတ်လို့ရန်လက်မှတ်ထိုးခိုင်းပါတယ်။ဥအောင်ကလက်မှတ်မထိုးဒါပေမဲ့ခိတ္တမြတိန်ဆောင်ပြီးတော့မိမိရဲ့ကျင့်စဉ်များကိုအေးဆေးစွာကျင့်နိုင်ရန်လက်ပံရှိရွာရဲ့အနောက်ဘက်တောကြီးအတွင်းမှာရှိတယ်။ပန်ထရာဘီမတဲခဲ့တဲ့ရွှေရောင်တော်ဖျားစီကိုသွားရောက်ပြီးတော့ကျင့်စဉ်များကိုကျင့်ကြပါလေ။တနေ့သောညအခါမှာတော့တိုက်ဆရာတစုကရွှေရောင်တော်စီရီရဲ့မြောက်ဘက်ရေကန်ကြီးမှာတိတ်သိတ်တိုက်သူနေကြပါလေ။မိုးလင်းတဲ့အခါမှာတော့ကံထဲမှာတူးခဲ့တဲ့တူးရများကံပေါင်းပေါ်မှာတူးခဲ့တဲ့တူးရများကိုသွားရောက်ကြည့်ရှုပါလေ။ အဲ့ဒီထဲမှာဥအောင်လည်းပါပါတယ်ဥအောင်ကအဲ့ဒီကန်တွေကနေပရဘိုက်တစ်ခုကိုထပ်မံရရှိခဲ့ပြန်ပါတယ်အဲ့ဒါနဲ့ဥအောင်လည်းအဲ့ဒီပရဘိုက်တိုင်းထပ်မံပြီးကျင့်ခဲ့ပြန်ပါတယ်ဘယင်ဥပိုင်းကဥအောင်ကိုစိတ်မချနိုင်သေးပါဘူးမိမိနန်းတော်ကိုလူယူမိဟုထင်ကစိုးရိမ်မှုအပြင်းနဲ့ဖြစ်နေပါတယ်အဲ့ဒါကြောင့်ဥအောင်ကိုဖမ်းဆီးစေပါတယ်မူမတ်များကလည်းဥအောင်ကိုဖမ်းရန်နန်းတော်ကနေထွက်ခွာလာရခုနှစ်လကြာမှဥအောင်ရှိရာကိုရောက်ခဲ့ပါတယ်ဥအောင်ကိုမြင်တာနဲ့ကြီးညိုသွားကြပါတယ်လေးစားသွားကြပါတယ်သူတော်စင်မန်းလည်းတည်သွားပါတယ် ဒါပေမဲ့မိမိတို့မှာဖန်ဆီးရန်အမိန်ကြံနေပါသေးတယ်။အဲဒါကြောင့်ဥအောင်အားဘယင်မှဖန်ဆီးခိုင်းကြောင်းကိုရိုးသေးစွာပြောပြပါဗါတယ်။အဲ့ဒီအခါဥအောင်ကနောက်ကနေလိုက်ခဲ့ပြီဖြစ်ကြောင်းစိတ်ချစွာပြန်စီကြောင်းပြောပြီးတော့အဆောင်လက်ဖွဲ့များကိုပေးလိုက်ပါတယ်။မူးမတ်များပြန်လာတဲ့အခါမှာတော့ခုနှစ်ရက်နဲ့ပြန်ရောက်ပါတယ်။မိမိတို့ခုနှစ်လသွားခဲ့ရတဲ့ခီးကအခုခုနှစ်ရက်နဲ့ပြန်ရောက်လာတဲ့အခါမှာတော့အံ့ဩမဆုံးဖြစ်နေကြပါတယ်။အဆောင်လက်ဖွဲ့များကိုကြိလိုက်ရမှာတော့မရှိတော့ပါဘူး။အဲ့ဒီထက်အံ့ဩစရာကောင်းတာကဥအောင်ကနန်းတော်ဝမှာကြိုပြီးရောက်နေနေပါတယ်။မူးမတ်များကလည်း တာဝန်နဲ့ဝတရားအရဦးအောင်ကိုလက်ပြန်ကျိုးတုတ်ပြီးတော့ဖမ်းခေါ်သွားပါတယ်။ဦးအောင်ကစိတ်မဆိုးဘဲနဲ့နားလည်ခွင့်လုပ်ပေးပါတယ်။ရှင်ဘီရင်ဦးဝိုင်းရှိကိုရောက်တဲ့ခါမှာတော့ဦးဝိုင်းကငေးစင်းကထားခဲ့တဲ့ခရီးကိုမထောက်ဦးအောင်ကိုချိုးမိန်ချပြီးတက်စီပါတယ်။အာနာဘကွက်သားများကလည်းဦးအောင်ရဲ့လေပင်ကိုချိုးခွင်းဆွတ်ပြီးတက်ပါတယ်။ဦးအောင်မှမသေးဆွတ်တော်ချိုးများသာပြတ်ထွက်ပြီးနေပါတယ်။အာနာဘကွက်သားများကတက်ရွေ့မိရာကြောင့်ရှင်ဘီရင်ဦးဝိုင်းကိုရှောက်တင်တဲ့ခါမှာတော့ ဘရင်ဦးပိုင်းကနောက်တဖန်အမိန့်ကိုဆက်ပြီးချပြန်ပါတယ်။တွင်တူမြေဖို့ပြီးတက်စီပါတယ်။အာနာဘကွက်သားများကနက်လှစွာနဲ့တွင်ကိုတူးပြီးတော့ဦးအောင်ကိုလက်ပြန်ချိုးတုပ်တွင်ထဲကိုထက်မြေဖို့ပြီးတက်ခဲ့ပြန်ပါတယ်။မြေဖို့ပြီးတဲ့အခါမှာတော့ဘကွက်သားတို့မင်းတို့မြေဖို့ပြီးပြီလား။ဦးအောင်ရဲ့အတန်ထွက်လာပါတယ်။ဘကွက်သားများကလန့်နေပါပြီ။ဦးအောင်ကိုမတက်ဝင်တော့ပါဘူး။ဒါပေမဲ့ဘရင်ဦးပိုင်းကဇွဲမလျှော့သေးပါဘူး။တစ်ခေါင်းတွင်မီးရှို့တက်ရင်အမိန့်ဆက်ထုတ်ပြန်ပါတယ်။ အာနာဘကွက်သားများကဘရင်ရဲ့အမိန့်ကိုမလွန်ဆန်ဝင်းတော့လေတက်ရတာပေါ့တစ်ခေါင်းတွင်ဥအောင်ကိုထည့်ပြီးတော့ပိတ်ပြီးတော့မီးရှို့ပြီးတက်ကြပြန်ပါလေဒီတစ်ခါတော့မသေးနိုင်ရောလားဥအောင်ဘရင်ဥဝိုင်းကဟားတိုက်ပြီးရေမောနေပါလေဒါပေမဲ့ဥအောင်ကမသေးပါဘူးရှင်ဘရင်ဥဝိုင်းရဲ့အနောက်မှာပင်ရောက်နေပါသေးတယ်ငါမသေးပါဘူးငဝိုင်းငါ့ကိုတတ်ဖို့မဆိုတာနဲ့ငါရေးပြတဲ့ဝါတလုံးကိုမင်းပြက်အောင်ဖြတ်အောင်ဆိုပြီးတော့ဥအောင်ကဝါတလုံးကိုရေးလိုက်ပါတယ်။ဘရင်ဥဝိုင်းဖြတ်လိုက်ပြီ။ဖြတ်တော့ဝါမှမပြက် နောက်ထပ်ဝါပင်ထပ်ပြီးပေါ်လာပါသေးတယ်။တစ်လုံးဖြတ်ရင်နှလုံးပေါ်ပါတယ်။နှလုံးဖြတ်ရင်လေးလုံးပေါ်ပါတယ်။လေးလုံးဖြတ်ရင်ရှစ်လုံးပေါ်ပါတယ်။ဖြတ်လေ ဖြတ်လေဝါလုံးကနှစ်ဆတိုးပြီးပေါ်လေ။ဥအောင်ကရှင်မင်းကြီးဥဝိုင်းကြီးဝါရီဖြတ်တာလဲနန်းတော်ပြည့်တော်မယ်မဖြတ်ပါနဲ့တော့လား။မင်းကိုတက်ချင်တော့လွယ်တပဒီမှာကြီးစမ်းဆိုပြီးတော့နန်းတော်ထဲကိုလက်ညှိုးညွန်လိုက်ရ။ဥအောင်နဲ့တထေရတဲ့တူတဲ့ပုံတူကမူးမတ်များနန်းတော်အပြည့်ဖြစ်နေပါတယ်။ငဝိုင်းမင်းဟာငါတို့ငငယ်ကလေးကမျက်ကြည်နဲ့တငယ်ချင်းသုံးယောက်တယောက်ကောင်းစားရင်တယောက်မားတာကြီး ဆိုတဲ့ခရီးကိုမှမထောက်ငါ့ကိုတက်ရံပြီးအမိန်ချသေးတယ်အဲ့လိုပြောလိုက်တဲ့ခါမှာတော့ဥဝိုင်းကမှားမှန်းသိပါပြီမိမိမှားကြောင်းလည်းတောင်းပန်ပါတယ်ဥအောင်ကလည်းခွင့်လွှတ်ပါတယ်မိမိရဲ့ပထမန်တက်ပညာကိုလည်းသင်ပေးပါတယ်ဥဝိုင်းကတော့စိတ်ဝင်စားပါဘူးဥအောင်ကလည်းဘယင်ဥဝိုင်းကိုမင်းချင်းတရားဆယ်ပါးနဲ့အညီနေထိုင်ရန်ပြောဆိုဆုံးပါပြီးတော့နန်းတော်ကနေထွက်လာခဲ့ပါတယ်နန်းတော်နဲ့တဖြည်းဖြည်းဝေးကွာလာခဲ့ပါပြီဥအောင်ကလည်းတဖြည်းဖြည်းနဲ့ပျောက်ကွယ်သွားပါတယ်ဥအောင်ဘယ်ကိုရောက်သွားတာလဲအဲ့ဒီအရာကိုတော့ဘယ်သူမှမသိရပါဘူးဒါပေမဲ့ဥအောင်က ူတော်ကောင်းများဒုက္ခရောက်နေပြီဆိုရင်တော့ကိုထင်ပြပြီးတော့နောက်ွယ်ကနေကူညီနေသည်ကဆွတ်ကြမင်းသားခေါ်ညောင်ရမ်းမင်းသားကိုကူညီခဲ့သည်မှာလဲတက်တည်ရှိနေပြန်ပါတယ်ထို့ကဲ့သို့ပင်သူတော်ကောင်းများကတရားအထုတ်သူများနဲ့ယနေ့ထိတိုင်တွေ့ရှိကူညီနေတတ်သည်ဟုဆိုကြပါတယ်အခုဥအောင်ရှိနေသေးလားမရှိတော့ဘူးလားဆိုတာတော့ကျွန်တော်လည်းမပြောတတ်ပါဘူး ဟုတ်ကဲ့ကျွန်တော်တို့ရဲ့ CN design နေမှုကိုဒီမှာပဲရန်အောင်ဝင်ပြပါခင်ဗျာကျွန်တော်တို့ CN စတာကိုကြိုက်နှစ်သက်တယ်ဆိုရင်တော့ကျွန်တော်တို့ channel ကို subscribe လုပ်သွားပြီးအသစ်တင်တိုင်းသိနိုင်အောင်ဘေးကခေါင်းလောင်းလေးကိုနှိပ်သွားခဲ့ပြီးပါလို့ပြတဲ့ရခင်ကျမတယ်အားလုံးကိုကျေးဇူးတင်ပါတယ်